လာစဉ်လူမှုစပိန်စည်းပွဲကြောင့်မန္တလေးမြို့မှာစပိန်အယောင်တက်လာပါတယ်အောင်အောင်သတင်းပေးပို့ထားပါတယ်ရှင်မန္တလေးမြို့မှာလာစဉ်လူမှုစပိန်စည်းပွဲတွေကျင်းပလာတဲ့အတွက်စပိန်စည်းနှင်းသူတွေများလာပြီးယင်းနေ့ကထက်ရောင်းအားတွေတက်လာတယ်လို့စပိန်ရောင်းဆန်တွေကပြောပါတယ်တိုင်းပြည်မှာဆိုလို့ရှိရင်တက်တော်တွေပါတယ်မရှိတော့တဲ့အတွက်ဇာတိဥတုပြောင်းလဲမှုတွေပါတယ်တော်တော်ကိုလူတွေမှာဆိုးကျိုးတွေခံစားလာအဲ့ဒီအတွက်လဲကာဗွန်ထုတ်ရှော့ချခြင်းတွေအတွက်အဲ့ဒါကြောင့်မလို့တုံတန်းယုံလူလပိုင်းတော်တော်များများအားလုံးက ငါလူငယ်တွေပါမကြံပေါ့နော်လူကြီးတွေပါမကြံလူလာပိုင်းတော်တော်များများစီယုံးတဲ့အချိန်မှာတော်တော်ကျွန်တော်တို့မန်လေးမြို့မှာတော့တော်တော်စပိန်စီးတဲ့လူကြီးတွေတော်တော်ပြန်များလာပါပြီခင်ဗျာရောင်းတက်လာတဲ့စပိန်တွေကတော့တရုတ်နိုင်ငံကလာတဲ့စပိန်ဖြစ်ပြီးနေဆုံ3သိန်းကျော်ကနေ10သိန်းကျော်ထိရှိပါတယ်ခုနောက်ပိုင်းကျတဲ့အခါကျတော့ဘိန်းဘရန်တွေလည်းအများကြီးတွင်းလာတယ် ီလူလူတို့ကလည်းစီးတဲ့လူကများလာတဲ့အတွက်တော့ဒီဟိုတက်နိုင်တဲ့လူကလည်းတက်နိုင်သလိုစီးလာတဲ့အတွက်ဘိန်းကြီးကတော့အရင်တော့ကလည်းဆိုင်အခုအချိန်မှာကျွန်တော်တို့ဒီဘိန်းတန်မိုးတွေကအနည်းလေး3သိန်း4သိန်းလောက်ကနေပြီးတော့သိန်း80 80 100လောက်ထိတော့မှအသုံးပြီးတော့စီးရတဲ့လူတွေလည်းရှိလာပါတယ်လက်ရှိမှာတော့ကျမ်းမာရေးရလူလက်ပန်းနဲ့လူငယ်တွေပါဝင်ပြီးစပိန်စီးသူတွေများလာပါတယ်ကျွန်တော်ကစပိန်စီးတွေတောင်းတက်တယ်အခုကျွန်တော်မိုင်းတောင်းပြလာတယ် ခုစပိန်နဲ့ကျွန်တော်စပိန်စီပြန်လာတယ်ကျွန်တော်စပိန်စီရဲ့တက်တန်းကနေကျွန်တော်နှစ်20လောက်ရှိပြီခင်ဗျာနှစ်20ကျော်ပါပြီကျွန်တော်စပိန်စီတာဟောကျွန်တော်ကပကံကိုပကံကိုကျွန်တော်၈ခေါက်စပိန်နဲ့သွားဦးတယ်ဟောတောင်ကြီးကိုစပိန်နဲ့ကျွန်တော်တောင်ကြီးကိုစပိန်နဲ့တစ်ခေါက်မိုးခုတော့ချောင်းသာငွေဆောင်ကျွန်တော်ကမလေးသားဆိုကြတော့ကျောင်းတော်ကလည်းစပိန်နဲ့ပဲသွားခဲ့တာဆိုကြတော့အဲဒါတိတ်တော့ထွေထူးတော့မရှိတော့ဒါပေမဲ့နည်းနည်းလေးကျောင်းနေကင်းတော့ညနေပိုင်းတော့ရေသွားကြတယ်နည်းနည်းလေး လမ်းဆန္ဒကိုဒီအမဇုံလင်းလုံးမြတ်လည်းနည်းနည်းပါရဲ့ချင်းဆိုကြကျွန်တော်တို့စီးရဲ့ချင်းကကြတော့အဲ့လိုမျိုးဆီကနည်းနည်းဟိုလိုပေါ့စိတ်လက်ဖန်းဖြေရောစိတ်လက်လွတ်လွတ်လပ်လပ်ပေါ့နော်အဲ့လိုပေါ့တကယ်လည်းတစ်ခါလေးကသင်ငယ်ရင်းတွေပါပါတယ်သင်ငယ်ရင်းတွေမပါတဲ့ခါကျလည်းအတိအောက်တော့လာစဉ်နောက်ဆုံးပတ်တွင်တွင်ကနေနေတဲ့လူထုစပိန်စီးပွဲဖြစ်ဂျွန်လ26ရက်နေ့ကမန်လေးမြို့မှာကျင်းပခဲ့ရာစပိန်စီးနှင်းသူ300ကျော်ပါဝင်ခဲ့ပါတယ်ကျွန်တော်အောင်ပါ